မြင်မထီတောင်တက်သူဒူးဖော်ရီလုပ်ငန်းတွေရက်သက်သွားတဲ့အထိလူထုအားနဲ့ဆက်လက်လှုပ်ဆောင်သွားမယ်လို့လေပွေးကျဲကုမ္ပဏီလုံချုံရေးတပ်ဖွဲ့တွေရဲ့ဖက်စည်းမှုကနေပြန်လည်လူမြောက်လာတဲ့ပရာဒေါင်းဆွေမျိုးစုခေါဆောင်ကပြောပါရယ်ပရာဒေါင်းဆွေမျိုးစုခေါဆောင်လေးယောက်ဟာမေလ16ရက်နေ့ကလေပွေးကျဲကုမ္ပဏီလုံချုံရေးတပ်ဖွဲ့တွေရဲ့ဖက်စည်းခေါ်ဆောင်သွားတာကိုခံခဲ့ရပြီး9ရက်အကြာမေလ20ရက်နေ့မှာပြန်လွတ်လာပြီးနောက်အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ပရာဒေါင်းဆွေမျိုးစု တခုတည်းမဟုတ်ပဲနဲ့ဒီနယ်ကန်တီတာခံမှာရှိတဲ့ကျွန်တော်တို့နဲ့တူညီကိုညီနောင်မိတော်စုတွေစီယူစုတွေအာမြို့နယ်စုတွေအားလုံးရဲ့ဟိုဝိုင်ဝန်းပံ့ပိုးကိုညီမှုတွေကြိုးစားအောက်ထုတ်မှုတွေဖြစ်တယ်လို့ပဲကျွန်တော်တို့ကတော့အဲ့လိုပဲမြင်တော့ဘုံတော့ဆိုတော့ဟိုမြင့်တိမောင်ခေတ္တတူဖို့ပတ်သက်ပြီးမှလေဝေချင်ကုမ္ပဏီနေနဲ့ဟိုရောက်မလားမရောက်ဘူးလားဆိုတော့ဒီသူတွေအားလုံးကပဲအဖြစ်ပေးလိုက်မယ်လို့ပဲကျွန်တော်ကတော့အဲ့လိုပဲပြောချင်ပါတယ်ဘုံတော့ မေလ26ရက်နေ့ဒီနေ့မှာလေပွင့်ကျဲကုမ္ပဏီရဲ့ခဲတပ်သူတူဖို့မှုကိစ္စနဲ့ပတ်သက်ပြီးအပိသက်ဖြည့်ရှင်းနိုင်ဖို့လေပွင့်ကျဲကုမ္ပဏီကရမ်းပြည်သစ်ပါတီဗဟိုကော်မတီနဲ့ပရာဒေါင်းဆွေမျိုးစုတွေကကရမ်းပြည်သစ်ပါတီဗဟိုရုပ်ချုပ်မှာဆက်ပြီးညှိနှိုင်းဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ မြင်းမထီတောင်တတူတူဖို့ကြီးလုပ်ငန်းဟာရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ကယန်းဒေသတိကျိတ်ကြီးရွာအုပ်စုမှာတည်ရှိပြီးလေပွင့်ကျက်ကုမ္ပဏီနဲ့တရုတ်မာစတာဝန်ကုမ္ပဏီတို့ကအကြီးစားတတူတူဖို့မှုတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ တတတူဖို့မှုတွေကိုရက်သက်ပေးဖို့ဥစားတောက်ဆုခဲ့တဲ့ပရာဒေါဆွေမျိုးစုဥက္ကဋ္ဌခေါအောင်နိုင်စိုဒူဥက္ကဋ္ဌဥပမောင်ပရာဒေါဆွေမျိုးစု လူငယ်အသွင်ရင်မှုခွန်ခိုင်မင်းနိုင်နဲ့နိုင်ရကဥအားဒူတို့ကိုမေလ16ရက်နေ့ကတိကျိတ်ကျေးရွာငေကယန်းထံခေါ်ဥရွှေအေးရဲ့နေအိမ်မှာလေပွင့်ကျဲကုမ္ပဏီလုံချုံရေးတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့လက်ထက်နဲ့ကပ်ပြီးမှဖန်စီတော့ဘောနော်ဒါပေမဲ့ဖန်စီတဲ့ချိန်မျိုးစင်းနေဟို ော် ECC ပေါ့နော်စကားပြောပြီးမှညနေဒီလေညနေမှာပြောတော့မဟုတ်မနဲ့ရုပ်တရည်ကြီးပေါ့နော်ကျွန်တော်တို့ကိုဒီအစုံနဲ့နဲ့တာဆင်ထားလိုက်အရေးပေါ်ကကျွန်တော်တို့အဓိကတော့ leverage ကုမ္ပဏီရဲ့အလုပ်ချုပ်ရေးတောက်ဖွဲ့လို့ကျွန်တော်တို့ house လို့ချင်ပြောချင်ပါတယ်ပေါ့နော်အဲ့တော့အလူတွေကတင်ချလက်နေနဲ့ကျွန်တော်တို့အပီအပီမှာအော်ဖန်စီချုံတော့ထားရမျိုးရောတော့ဟိုအဲ့လိုဂျုံရတော့ပေါ့နော်ဆိုတော့လက်နေရကျွန်တော်တို့ချိန်ချောက်ပြီးမှဖန်စီချုံတော့တာလေးဖြစ်တယ် မြင်းမတိတောင်မှာအကြီးစားတက်တူတူဖို့မှုကြောင့်အခြေ30ကျော်ရှိတဲ့စခန်းကြီးရွာဟောက်ကဒေသခံတွေရွာလုံးကျွရွှေ့ပြောင်းခဲ့ရတယ်လို့ပရာဒေါဆွေမျိုးစုကောင်းဆောင်တွေကပြောပါတယ်ဒါပြင် H30 ခန်းရှိတဲ့ကုန်းစုံကြီးရွာ H60 ကျော်ရှိတဲ့စခန်းကြီးရွာတင်တဲ့ H400 ခန်းရှိတဲ့တိကျိတ်ကြီးရွာတွေကိုလည်းအကြီးစားတက်တူတူဖို့မှုကြောင့်ဘေးဥပဖြစ်စေနိုင်တယ်လို့ဆိုပါတယ်ဒေသခံတွေရဲ့ဘဝတွေထိခိုက်ပျက်စီးလာနိုင်တဲ့အခြေအနေတွေကြောင့် မြင်မကြီးတောင်ကတက်သူသူဖို့မှုတွေကိုကန့်ကွက်တယ်လို့လောဝါရက်သက်အောင်လဲ YouTube အားနဲ့ဆက်ပြီးကြိုးပမ်းသွားမယ်လို့လေးပွင့်ကျဲကုမ္ပဏီလှုပ်ချုံရေးတပ်ဖွဲ့တွေရဲ့ဖန်ဆီးမှုကနေပြန်လည်လူမြောက်လာသူတွေကပြောပါတယ်